အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ရဲ့အဖေနဲ့အမေကိုအမတွေကလာကြတော့မှမလို့ခေါ်ရခေါက်ဆွဲနဲ့ဝတ်သားပြုတ်ကိုကြည့်ဖို့အတွက်စီစဉ်ထားပါတယ်ခင်ဗျာအခုဆိုရင်ခေါ်ရခေါက်ဆွဲနဲ့တွေ့စားဖို့အတွက်ဝတ်သားပြုတ်လေးကိုစတင်ပြုလုပ်ပါမယ်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်ဝတ်သုံးတန်တာကိုပဲငံ့ကြရေးအပြည့်အချင်းနဲ့ရောပြီးတော့နေလိုက်ပါမယ်ခင်ဗျာပြီးတော့နှက်ထားလိုက်မယ်ဒီလိုရှိလို့ရှိလို့ရှိရင်ညဉ့်နဲ့ထည့်ပြီးတော့ ညော်လိုက်ပါမယ်။အဲကြတော့တညက်ထဲတော့ရောင်လေးရလှပါအောင်။ပြီးလို့ရှိရင်အိုးရဲကိုထည့်ပြီးတော့နူးနေအောင်ပြုတ်ထားလိုက်ပါမယ်။ဟိုဝက်သားတို့လိုလိုတို့တော့အစာပလာကြီးအများကြီးမထည့်တော့ဘူးပေါ့နော်။တို့ရေးပေါ့ပေါ့ပါပါလေးပဲလုပ်လိုက်ပါရစေခင်ဗျာ။ ဲအခုဆိုရင်ကိုယ်ရေခေါင်ဆွဲလုပ်ဖို့အတွက်ဝယ်ယူတွေကိုစတင်ပြီးပြုတ်ပါမယ်ခင်ဗျာဝယ်ယူပြုတ်ရမှာထွက်လာတဲ့အညိတွေကိုကျွန်တော်ဖယ်လိုက်ပါမယ်ခင်ဗျာအဲအညိတွေဟာနန်နေဗျအဲအနက်ပါလို့ရှင်လေဝက်နိုင်ကြီးပြတော့စားလို့မကောင်းအောင်အဲ့နဲ့အကုန်လုံးကတ်ထုတ်လိုက်ပါမယ်အဲကြမှာမွေးကြိုင်နဲ့ဝယ်ယူပြုတ်ကြီးတွေကိုရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုကော်ရီကိုစကြုံနေပါပြီ ော်ရီကိုဘဲငံပြာရီအပြည့်ရဲ့အကျဲရဲ့ထည့်ပြီးတော့ငွေလိုက်ပါမယ်။ပြီးလို့ရှိလို့ရှိရင်တရုတ်မဆလာနဲ့ကျက်သားမုန်လေးလည်းထည့်ပြီးတော့ထပ်ပြီးတော့ငွေလိုက်ပါမယ်။အဲဒါဆိုရင်တော့ရတာရှိတဲ့အော်ရီလေးကိုရရှိပါပြီ။အစာပလာထည့်ဖို့အနေနဲ့ဘဲဥလေးကိုကျွန်တော်ခောက်ထားလိုက်ပါတယ်။ဘဲဥလေးကတော့ခောက်ထားပါမယ်။နောက်ဆုံးမှထည့်မှာပေါ့နော်။အနာထတာလည်းဝင်။ပြီးလို့ရှိရင်ကျွန်တော်ချွန်းရက်မှုလေးရဲ့ပဲလီလေးရဲ့အစာပလာနေနဲ့ထည့်ပါမယ်။အဲဆိုရင်ပို့ပြီးတော့ကောင်းသွားတာပေါ့နော်စာလုံး။ ွေးခေါဆွဲချက်ပြီးပါပြီဆိုတော့သူနဲ့တွဲပြီးတော့စားပြီးအောင်အတွက်ကဆွေရက်ကိုရေလေးဖြောလိုက်ပါမယ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်ပဲမောင်လေးကိုနည်းနည်းလှော်လိုက်ပါမယ်အဲဒါဆိုနူသွားလို့ရှိရင်တွဲဖက်ပြီးတော့စားလို့ရပါတယ်ခင်ဗျာအခုဆိုရင်ကော်ရီခေါဆွဲနဲ့တွဲပြီးတော့စားဖို့အတွက်ငပီတောင်းလေးလည်းထောင်းထားပါတယ်ငပီတောင်းကတော့ကော်ရီနဲ့အလိုက်ဆုံးပေါ့နော် ော်ကြီးခေါက်ဆွဲနဲ့ဝက်ပြုတ်လေးလည်းရပါပြီ။ကော်ကြီးခေါက်ဆွဲနဲ့တွက်ဖက်မဲ့အစားအသောက်လေးလည်းအကုန်စီစဉ်ထားပါလေ။ဤကြွေးလေးကျွန်တော်ဝယ်ထားတယ်။ငပီတောင်းလေးရေနောက်ဝက်ပြုတ်နဲ့စားဖို့အတွက်အချင်းလေးလည်းလုပ်ထားပါတယ်။အမားလေးလာပြီဆိုတော့တကားလေးဖွင့်ပြီးတော့ဂျိုးရတာပေါ့ဗျာ။သူ့ကိုလည်းမော်ကြီးပိုင်းနဲ့တက်လာကြတော့တော်မောနေကြတယ်။အဖေနဲ့အမေကလည်းအမားကြီးတကူတကတက်ပြီးတော့ဒါကတော့ဝမ်းသာတာပေါ့နော်။တိုင်းကျွလေးပဲဆွေမျိုးတွေကစုံကြတာလေ။ မိသားစုတပ်ပုံတွေရကြရှီအောင်တော့ဖြစ်ပြီးပြောကြတဲ့အကုန်လုံးဝမ်းသာနေကြတာပေါ့တရင်ကျမလူကြီးမိဘကိုခရော့တဲ့မြင်ကွင်းလေးကတော့ဝမ်းသာစရာမြင်ကွင်းလေးဖြစ်ပါတယ်ခင်ဗျာ ကြောက်ပြီဆိုတော့ကြွေးဖို့မွေးဖို့အစီအစဉ်လေးစတင်ပါတော့မယ်ခင်ဗျာအမရီကတော့ပျော်ပျော်ရွှင်ရွှင်နဲ့အားရပါရအောင်စားတာပေါ့စကားတွေပြောကြအရှိအောင်တော့ဖြစ်တည်တယ်ပြန်ပြောကြဟာတာတွေပြောကြနဲ့ဒီနေ့ကတော့ပြောစရာနေသေးတနည်းဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုနေ့တဲ့သဘောကြမယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလေးလုပ်ပေးပါပါခင်ဗျာတင်းကျော့ခါသမယာမှာစိတ်ချမ်းသာရင်ကိုကြီးကျမကြီးနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ